င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါမန္တလေးအင်းဝစကိုင်းအမရပူရစတဲ့ငလင်ကြောက်ပြိုကျပျက်စီးခဲ့တဲ့သာသနိကအဆောင်တွေကိုပြလဲတိဆောက်ဖို့အကူအညီတွေကြီးကြီးမားမားများရှိသေးဘူးလို့ရွှေကျောင်းဆရာတော်ကမိတ်ဆို့ပါတယ်ဟန်နာတရေပေးပို့ထားပါတယ်ရှင်ပြခဲ့ရမရှလာ28ရက်နေ့စကိုင်းငလင်ကြီးလုခတ်ပြီးတဲ့နောက်မြမရှေဟောင်းဘီတုကလက်ရအများဆုံးစုဝေးတရှိရာ မန္တလေးအင်းဝစကိုင်းအမရပူရစရဲရှိဟောင်းဒေတာကရှေဟောင်းပြည်သူကလက်ရအဆောက်အုံမျိုးစုံပြိုကျပစ္စည်းခဲ့ရပါတယ်။ကျောင်းပေါင်း35ကျောင်းပြိုကျပစ္စည်းခဲ့တယ်။မုကောင်းကျောင်းတိုက်အတွင်းကပြိုကျကျောင်းတွေကိုပြန်လည်တိဆောက်ဖို့မြို့သားအဆင့်အကူအညီတွေလာရောက်တာမရှိသေးဘူးလို့အလဲရွှေကျောင်းဆရာတော်ကမိန်ပါတယ်။ဒီနေရာတော့မြို့သားအဆင့်အနေနဲ့တော့ဘာမှလည်းမကြားပါဘူး။ကိုတကာတကမနဲ့ကိုအတိုင်းဝိုင်းနဲ့ပဲပြန်ယုံထကြရမှာများပါတယ်။ မျိုးသားဆင်းအစီအစဉ်ရှိတယ်လို့တော့ခုံညုံလုံးနဲ့မအားမချသေးဘူး။သာသနာဆိုတာတော့အဓိကတော့သာသင်စာချနဲ့တရားဟောဟာအဓိကပါပဲ။အဆောက်အဦဆိုတာတော့သာသနာလို့ခေါ်လို့မရ။သာသနာရဲ့အထောက်အပံ့ပစ္စည်းရယ်။အထောက်အပံ့ပစ္စည်းမဖြစ်ဘဲနဲ့မရှိဘဲနဲ့လည်းညာနေချမ်းသာတာဒါနဲ့လုံးနိုင်ဖို့တော့မလွယ်ဘူးပေါ့။အဲတော့ဘုံဘုံတို့ဒီကြောင်းကြီးကအမောဒကတိုင်လုံးနေရောမျက်နှာချက်တွေရော ထုတ်ပတ်ရောက်ပါတော့အကောင်ကရွှေဘိန်းချတယ်အဲဒါမျိုးကြောင့်ကြီးစားထုတ်ဖို့ဆိုတာတော့ဘလို့မှမလွယ်တော့ပါဘူးမိုးကောင်းကြောင့်တဲ့အတွင်းကအိန္ဒိယဘုရားအနောက်ဘက်မြို့မှာရှိတဲ့အမရပူရာခိကတဲ့ကတိဆောက်ခဲ့တဲ့တရကင်းအုပ်လီကကြီး၄ဆင်းအပါအဝင်မျက်နှာကျက်နဲ့တိုင်အားလုံးကိုရွှေဘိန်းချထားတဲ့ခန်းသားလာတဲ့အလဲရွှေကြောင်းတော်ကြီးပြိုကျပစ္စည်းခဲ့တာဖြစ်ပါတယ်ဒီလိုမန္တလေးမြို့ရဲ့အလဲပတ်သွားစီရအထွတ်မြတ်ချားရရွှေဟောင်းအမွေနဲ့အငွေတက်တွေဖြစ်တဲ့ရွှေဟောင်းပြီးသူကလက်ရာတွေပစ္စည်းတွားရတာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့မန္တလေးမြို့ခံတယောက်ကပြောပါတယ်ဒီကျောင်းတော်ကြီးကကျွန်တော်တို့ဒီမန္တလေးမှာတော့ထုံးမြက်ဟိုလေပတ်သွားမယ်လာမယ်ဆိုလို့ရှိရင်ထုံးမြက်ထားတဲ့နေရာဒီကျောင်းတော်ကြီးကအခုကဆိုတော့အဲ့ဒါကြီးပြူပြက်သွားတယ်ဆိုတော့ပြန်ပြီးတော့မြို့တည်နိုင်မယ်ဆိုရင်တော့ပြန်ပြီးတော့လုပ်ပေးနိုင်မယ်ဆိုရင်တော့မှရင်တော့လို့တော့မဖြစ်နိုင်တော့ဘူးလေကြွဟိုပြောရမယ်ကြီးရတဲ့နေသားကဟောင်းဆိုပေမဲ့ဒီတိုင်းလေးရက်တည် တီရှိနေတာလေးကနည်းနည်းတော်သေးတာပေါ့ဗျာခုကကြောမရှိတော့ဆိုတော့ဆုံးဆုံးမှုတစ်ခုအဲ့လိုပဲပြောအောင်ရှိဟောင်းဘုံတော်ကြီးကျောင်းတွေပြိုကျပစ္စည်းတဲ့နောက်ဆရာတော်တန်ခါတော်တွေဟာထန်လက်တဲလေးတွေနဲ့တည်င်းတုံးနေကြရပါတယ်အလူအတန်းလာရောက်ကြတဲ့ဒါယကာဒါယကာမတွေမှာလည်းစစ်ပေးကြောင်နေဆရာအိမ်မီလောင်ဆုံရှုံကြသူတွေဖြစ်လို့သူတို့ရဲ့အလူကိုလက်ခံရတာစိတ်တန်ရာဖြစ်စီရလို့ဆရာတော်ကဖြေဆွတ်မိန်ပါတယ်ဒါကဒါကမတွေရော လူကြတဲ့ပုံကိုယ်တွေရောကျေးဇူးတော်တင်နေရကောင်းပါတယ်။တို့စားနိုင်ကြမြတ်တို့တနာစားအားတတ်တာစားအားရှိတယ်လို့လားလူနေကြတာတော့အမတန်ဝမ်းမြောက်ဝမ်းသာဖြစ်เสียကောင်းပါအဲ့ဒါတော့ဘုံဘုံလို့လည်းပဲအချို့လားလူတဲ့တကားတကမာများလည်းပဲငွေကြေးပမာဏပြည့်စုံပမာဏလဲလို့အာနာတဲ့ဖွဲ့တွေလည်းတွေ့ပါတယ်တွေ့တဲ့အခါဘုံဘုံလို့ကိုယ်တိုင်ပဲညလူသာဒါဒီဒီချောင်းလေးလည်းဖြစ်တာမဟုတ်တတိုင်းလေးလည်းဖြစ်တာမဟုတ်ဘူး အဲ့တော့လှူတဲ့ပုံကိုယ်တွေကိုယ်တိုင်ကလည်းပဲဒုက္ခပေါင်းစုံနဲ့တွေ့နေတဲ့အခြေဖြစ်တယ်။အဲ့တော့ဘုံဘုံတို့ကြောင့်ကိုတနေ့လာလှူတဲ့ဓမ္မကြီးတဲ့ဦးဆိုလို့ရှိရင်နေရသူကိုယ်တိုင်နေရအိမ်ရှိတော့အိမ်ကမိရှုခံထားသို့တော့ဗုဒ္ဓဘာသာလည်းဖြစ်တယ်မြန်မာလူမျိုးတွေဖြစ်နေတဲ့အဲ့တော့လူပဲလည်းမနေလာတော့လာသေး။အဲ့လိုမျိုးပုံကိုယ်တွေလှူတဲ့လှူကြတော့ဘုံဘုံတို့အနေနဲ့စိတ်ဓာတ်ရရတာပေါ့နော်။အဲ့ဒီပေါ် မော်ရှလန်၂၈ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟုပြုပြီးလုခတ်ခဲ့တဲ့အားပြင်းငလင်ကြီးကြောင့်မန္တလေးမြို့မှာလူနေအိမ်ပေါင်း၄ချောင်းနေရာအစိုးရရုံးဌာနအဆောက်အုံရဲ့၄၅ရာခိုင်နှုန်းဟိုတယ်အဆောက်အုံအခု၈၀ဘဏ်အဆောက်အုံ၆၀နဲ့စူပါမားကတ်နှစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့မြန်မာစာပေ research ဧပြီလ၄ရက်ကထုတ်ပြန်ထားတဲ့သုတေသနအစာတမ်းအရာသိရပါတယ်ကျွန်မဟန္နာပါ ထိုင်းနိုင်ငံဘန်ကားမြို့ကျတူကျက်နယ်မြေထဲမှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဆောက်လက်ဆအထက်30ရှိစီးရင်စီယုံပြိုကျပြီးသေဆုံးပျောက်ဆုံးသူတွေရှိသလိုပြည်ရင်လွှားရင်ရွှေငွေအဖို့တန်ပစ္စည်းတွေပျောက်ဆုံးတာတွေလည်းရှိပါတယ်။အဲ့ဒီထဲမှာမြန်မာလုံသမားဇနီးမောင်နှံလည်းလဝတ်လက်စားတွေပါသွားတာကြောင့်ဓာတ်ပုံအထောက်ထားတွေနဲ့အတူဧပြီလ10ရက်ကလေးကဘတ်စီနယ်မြေရဲ့စခန်းမှာတွားရောက်တိုက်တန်းထားခဲ့ပါတယ်။ မေလ9ရက်နေ့မှာတော့အဲ့ဒီရွှေတဲ့ပစ္စည်းတွေပြန်တွေ့ပြီဖြစ်ကြောင်းရက်စကန်ကအကြောင်းကြားတာကြောင့် ိုက်ရှင်ဖြစ်တဲ့မြတော်တာ33နှစ်နဲ့ခင်ပိုးဖြစ်သူထထဝင်32နှစ်တို့ကပြန်သွားထုတ်ယူခဲ့ကြတယ်လို့ထိုင်းသတင်းမှာဖော်ပြပါရယ်ပြန်ရတဲ့ရွှေတဲ့ပစ္စည်းတွေဟာစုစုပေါင်းတန်ဖိုးဘတ်9000ခန့်ရှိပါရယ်အဲ့ဒီပစ္စည်းတွေကိုဘန်ကောက်သဘာဝ BND ရဲ့တာစီကကွေအဖွဲ့နဲ့ Ram Kathan Foundation ကစစ်နာဝန်ထမ်းကစဲလုပ်သားတွေကပြိုကျအဆောင်ကားပတ်ကင်းအနီးဇွန်ဘီကနေတွေ့ရှိပြီးမေလ9ရက်မှာ လာရောက်အနှံခဲ့တာလို့ဘန်စီရက်စကန်ကပြောပါရယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကလာရှိုးလေစိတ်ကိုစစ်ကောင်စီဘက်ကပြန်လည်ပြင်ဆင်နေပြီဖြစ်တာကြောင့်မကြခင်ရက်ပိုင်းထဲပြည်ဆွဲသွားဖို့အခြေအနေရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်ကိုကန်တက် MNDAA ရဲ့လာရှိုးမြို့သိမ်းတပ်ပွဲမှာပြက်စီသွားတဲ့လာရှိုးလေစိတ်ကိုပြီးခဲ့တဲ့ရက်ပိုင်းကစပြီးစစ်ကောင်စီဘက်ကပြန်လည်ပြုပြင်နေတာကို တွေ့ရပေမဲ့မေလ17ရက်အထိလေရင်ပြင်းဆွဲမဲ့ရက်ကိုတရားဝင်ထုတ်ပြန်တာမရှိသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီကတော့လာရှိုးလေးစိတ်ကလေရင်ပြေးလန်းနားနဲ့ဆောင်တဲ့အဆောင်တွေကိုပြန်လည်ပြုပြင်နေတာကိုတွေ့ရပြီးတော့ခြုံတွေကိုလည်းရှင်းလင်းထားပြီးဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ် MNDAA ရဲ့လာရှိုးမြို့သိမ်းတပ်ဖွဲ့ကြောင့်ပြီးခဲ့တဲ့နှစ်ဇူလိုင်လပထမပတ်ထဲမှာပဲအဲ့ဒီလေစိတ်ကိုလေရင်ပြေးဆွဲတာတွေရပ်နားလိုက်ရတာဖြစ်ပါတယ်တပ်ပွဲကာလမှာတော့လာရှိုလေစိတ်က control tower ပျက်စီးပြီးလေယာဉ်ပြေးလန်းကတော့အနည်းငယ်ပဲပျက်စီးတာရှိတယ်လို့ MNDAA စစ်ရေးတရင်မြေက TPP ကိုပြောပါရရှင်။ DBB ရုံမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချေချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်